ဟဲ့ပေါ်ဦးမယူကကွာတားကိုဒီတိုင်းတက်သွားတာလားကွကိုပြက်နိုင်ပွဲလေးနဲ့ပါဖရားမာယူ41ဆိုစီတဲ့ပွဲစဉ်ကမမရရပြောစရာချင်များပရိသမျှလုံးမဲ့မင်္ဂလာပါဗျာမန်ချက်စတာဖုတ်ဘောဆိုတာနေပြန်လဲကျူဆူလိုက်ပါလိမာယူကတော့ဘလူးနိုရဲ့စွမ်းအင်နဲ့တူဆိုစီတဲ့ကိုမျက်နှာမျက်ခွက်ဖြစ်အောင်ကိုပြက်တီးထုတ်ပြီးဂျမန်ဝင်ကွင်းအိမ်မက်တွေကိုဆက်လက်ဆွဲဆန်နိုင်ခဲ့ပါလိ မယ်ရလရှိပရီးမီးယားလီဂ်ရတီမိုးကအဆင့်14မှာဖြစ်ပါတယ်။ဒါကြောင့်လာမယ့်ရသီမှာမပေးစရာရတီမိုးရဥရောပဝင်ငွေရရှိဖို့မလွယ်ကူတော့ပါဘူး။ဒီကြားထဲမှာဖူအန်ကိုရှွန်ဘရော့အဖီဖလာကနေပါထွက်ခဲ့ရတာကြောင့်ယူရောပလိဝင်ငွေတနီယာဇာကိုလည်းလက်လွတ်ခဲ့ရပါတယ်။ဒါကြောင့်လာမယ့်ရသီမှာဥရောပပြိုင်ပွဲဝင်ငွေရရှိဖို့မယ်ယူထွက်မျောလင်းချက်ကတခုတည်းတနီယာတည်းသာရှိပါရယ်။အဲဒါကတော့ယူရောပလိမှာပိုးဆွဲနိုင်ဖို့ဖြစ်ပါတယ်။တကယ်လို့ယူရိုပါလိမှာပိုဆွဲနိုင်မယ်ဆိုရင်လာမယ့်နေ့မှာချန်ပီယံလိဝင်ခွင့်ရရှိနိုင်မှာဖြစ်ပါ ರಿ ။အဲဒါကြောင့်မန်ယူကယူရိုပါလိမှာကစားသမျှပွဲတွေတိုင်းကိုဘောလူပွဲလိုမျိုးသဘောထားပြီးကစားနေတာဖြစ်ပါ ರಿ ။ အခုဆိုရင်လည်းနိုင်ယာမဖြစ်မဲ့ပွဲမှာမန်ယူကနိုင်နာတော်မှရိုးရိုးနိုင်နာမဟုတ်ဘဲနဲ့ကိုပြန်နိုင်ပွဲလေးနဲ့ quarter တက်ခဲ့တာဖြစ်ပါရီဒီပွဲနဲ့ပတ်သက်လို့မမေရပြောစရာအချက်တွေကိုကောက်နှုတ်တင်ဆက်ပေးရမယ်ဆိုရင်တော့နံပါတ်1ဆိုစီတက်နဲ့တွေ့ရင်ပြန်ပြီးပေးနေရစေမန်ယူမန်ယူကယူရိုပါလိနောက်ဆုံးပွဲ29ပွဲကစားထားရမှာရှုံးမဲ့တစ်ပွဲပဲရှိထားခဲ့ပြီးတော့အဲဒီရှုံးပွဲကလည်း round 22ခုနှစ်တုန်းကဆိုစီတက်ကိုပြန်ပြီးကိုနဲ့ရှုံးနေထားခဲ့တာဖြစ်ပါရီ ါကပွဲချိန်မိနစ်60အတွင်းရာလတ်တွေကိုခြေခံပြီးပြောနေတာဖြစ်ပါရီအခုနေ့ထိတိုက်တွေ့ဆုံမှုမှာလည်းမန်ယူကဆိုစီဒက်ကိုနှစ်ကျော်လုံးမှာပြန်ပြီးပေးကြရပြန်ပါရီဆိုစီဒက်ကွင်းမှာကစားခဲ့တော့ကပြန်ပြီးပြန်ပေးလိုက်ရလို့တည်ကြခဲ့ရတယ်လို့အခုအိုးထွက်ဖို့မှာကစားခဲ့တဲ့ပွဲစဉ်မှာလည်းဒီလေးကြောင့်ပွဲစ7မိနစ်မှာရင်ပြန်ပြီးပေးလိုက်ရကဥဆောင်ကိုခွင့်ပြုပေးလိုက်ရပြန်ပါရီဆိုစီဒက်နဲ့တွေ့တိုင်းပြန်ပြီးပေးနေရတာ ိုက်ဆိုင်မှုတက်တက်ပဲလားနံပါတ်1ဘယ်နီဒင်နဲ့ပဲပွဲအပြေကအပြောင်းလဲတွေဖြစ်ခဲ့ရပြီပွဲစား7မိနစ်မှာပဲဆိုစီတက်ကဘယ်နီကနေစင်ဦးဆောင်ကိုရရှိခဲ့ပြီးမယူဘက်ကလည်းဘယ်နီနှလုံးရရှိခဲ့ပြီးတော့ပွဲအပြေကိုပြောင်းပြန်လာနိုင်ခဲ့ပါတယ်ဘယ်နီနှလုံးစလုံးကိုဘရူနိုကတတိငင်ငင်နဲ့အဆုံးသတ်ပေးသွားခဲ့ပြီးတော့မယူကိုပြန်လဲဦးဆောင်နိုင်စေခဲ့ပါတယ်ဘရူနိုကန်သွင်းသွားခဲ့တာတွေကတော့မြေလိန်ဘောဖြစ်ဖြစ်လေးတွေကြီးပါပဲဒါပေမဲ့နှလုံးစလုံးကိုဆိုစီတက်ကိုယ်စားမကာကွယ်နိုင်ခဲ့ပါဘူးနံပါတ်3မယူတက်မရှိမဖြစ်အရေးပါနေစေဘရူနို တို့ကဒီပွဲမှာပနွေသွင်းကိုနှစ်ကိုးပါဝင်အနိုင်သေးကြစီမဲ့တတိယမြောက်ဦးဆောင်ကိုလေပြန်ပြန်တိုက်စစ်ကနေစဉ်အလားပါပါသိယူပေးနိုင်ခဲ့ပါရီဒီဂိုရီကြောင့်ဘရူနိုကအခုနှစ်ရာသီမှာမယူတွက်ပြိုင်ပွဲဆုံးသွင်းကိုပေါင်း14ဂိုးရှိလာခဲ့ပြီလေဖြစ်ပါရီပွဲဥထိန်ချုပ်ကစားနိုင်ခဲ့ရမှာဘရူနိုကအဓိကကျခဲ့ပါရီနောက်ကိုအတော်လေး drop deep စင်ကစားပေးခဲ့ရပြီမဲ့တိုက်စစ်လိုက်ပါမှုဘလောက်ထိအားကောင်းလဲဆိုတာတတိယကိုးကသက်သေဖြစ်ပါရီနံပါတ် အားရစရာကောင်းခဲ့တဲ့ဇက်စီနဲ့တော်ကိုဇက်စီကဒီပွဲစဉ်မှာအတူအယုံအကောင်းကောင်းနဲ့ကစားသွားနိုင်ခဲ့ပါပြီ။ဇက်စီရဲ့အတူအလုပ်တွေဘောလုံးပေးပို့မှုတွေကလည်းဆိုစီတဲ့နောက်တန်းကိုတော်လေးဖြိုးဖျဲဖြစ်စေခဲ့ပါပြီ။နောက်ထပ်ကြည့်ကြရမယ့်ကစားမကတော့တော်ကူပဲဖြစ်ပါပြီ။ဇက်ကူရဲ့ပြေးအားတွေကအလင်းထက်တောင်မှမြန်ခဲ့တာဖြစ်ပါပြီ။လက်စီလက်တာတောင်မှတော်ကူပြေးတာအထက်နှေးပါအောင်မေဆိုစီတဲ့နောက်တန်းကိုတပွဲလုံးလိုလိုအိမ်မက်ဆိုးတွေပေးခဲ့ပြီးမိုင်တိုတိယပင်တွေရှာပေးပေးနိုင်ခဲ့လို့ဆိုစီတဲ့ကစားမအီရန်ပူတို့အနီကပ်ထိခဲ့တာကလည်းတော်ကူကိုဒါစီဖို့ကြိုးစားရင်းနဲ့ရသွားခဲ့တာဖြစ်ပါပြီ။နံပါတ်5ကစားအကောင်းကောင်းနဲ့ကစားခဲ့တဲ့ဝိုင်လန် ဝါလန်ကတော့ဒီပွဲမှာရင်ပွဲတုံးကအထက်ပို့ပြီးကြိုးစားကစားသွားခဲ့တာတည်ရပါတယ်။ဟိုးအပလေးကစားပုံပိုင်းမှာအတော်လေးကောင်းမွန်လွန်ခဲ့ပါတယ်။ဒါမဲ့ဂိုကန်သွင်းမှုတွေကတော့လွယ်လွယ်ချော်ချော်ဖြစ်နေရဆဲပါ။ဒါစင်မိုတီဦးတက်ကသွင်းကိုရီဆိုတာအရေးကြီးဆုံးဖြစ်ပါတယ်။သွင်းကိုရီမရခဲ့ဘူးဆိုရင်ယုံကြည်မှုတွေပါပျောက်ဆုံးဂုံပါလိမ့်မယ်။ဝါလန်ကခုရင်ဆိုင်နေရတာကအဲ့ဒီသဘောပါပဲ။ဒီပိုင်းမှာတူတက်လောင်းလို့ဝါလန်နေနဲ့မကြိုးစားဘူးဆိုရင်သူ့ရဲ့အနာဂတ်ကဘယ်လိုမှကိုမကောင်းနိုင်ပါဘူး။ နံပါတ်6စိုးရရာဒီမှာဘဝအသစ်စားဖို့အရှင်ပြင်းပြင်းနဲ့ခြေတက်နေစေမယူအစာပိုင်းမှာပြောခဲ့သလိုပဲဒီရာဒီမှာမပေးစရာရည်ဒီမှုကနေရောပြည်တွင်းဖလားပွဲတွေကနေရောမယူကဥရောပပြိုင်ပွဲဝင်ခွင့်ရဖို့မဖြစ်နိုင်တော့တဲ့အနေအထားဖြစ်ပါရည်။ဒါကြောင့်ယူရောပလိတီတာလာမယ့်ရာဒီမှာဥရောပဝင်ခွင့်ရရှိဖို့အတွက်မယူရဲ့တခုရဲ့တော့ပြင်မှတ်ဖြစ်ပါရည်။အခုဆိုရင်တော့အရင်ပြင်မှတ်ကိုထိအောင်ပြေခနိုင်ဖို့အတွက်မယူသင်ကအရှင်ပြင်းပြင်းနဲ့ဆက်လက်ခြေတက်နေနိုင်စေဖြစ်ပါရည်။ကွာတာဆီမီဖိုင်နယ်ဆိုတော့ဒီမန်ချက်တွေပြေဝဖို့ကတပြေးပြေးနဲ့နီးကပ်လာပြီးဖြစ်ပါရည်။ ယူရိုလီကိုရယူရင်းနဲ့လာမယ့်ရသည့်အတွက်ဘဝသေးတခုစတင်နိုင်မှာလားဆိုတာဆက်လက်ပြီးတော့အဆောင်ကြည့်တွားရမှာဖြစ်ပါရင်အစုံလေးလိုက်ပါကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ